မင်္ဂလာပါရှင်မိုတာချက်နယ်ကနေပြောပြန်နေကြိုဆိုလိုက်ပါတယ်တောင်အကြံဖက်လက်နဲ့ကင်အဖွဲအကောင်းဆောင်တွေရ၎င်းတို့ယာယီထိန်းချုပ်ထားတဲ့မျိုးရင်းနဲ့ပတ်သက်ပြီးတော့စကားကြုံခဲ့တယ်လို့ဆိုကြပါတယ်ဒါကြောင့်တရုတ်တန်ဖိုင်ထဲမှာတော့ဥတုမင်းကောင်တို့ရဲ့ထားရေးသားဖော်ပြထားတယ်စကားကြုံလင်းနှုတ်မရကောင်းစဉ်တက်ထားတဲ့ post ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မိုတာချက်နယ်ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင် ရိတ်သက်ကြီးရဲ့ပြည်ခဲ့တဲ့အောက်တိုဘာလ20ရက်နေ့နောက်ပိုင်းမှာလေတိုက်ပွဲတွေပြင်းထန်နေခဲ့ပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဆိုရင်တမရော်လီရဲ့ပြစ်မှတ်ကနမ်မတူမျိုးဘက်ကိုဦးတည်ချိန်မုန်းကြရဖြစ်ပါတယ်။အဲ့ဒီနမ်မတူမျိုးကိုတမရော်ကလေကြောင်းတိုက်ခိုင်းမှုတွေကြောင့်စီးရီသုံးသက်သူတချို့ကလည်းတမရော်စစ်ကြောင်းနဲ့နမ်မတူမျိုးကိုအရင်သိမ်းပိုက်နိုင်ကြောင်းပြောဆိုလာပါတယ်။ဒီအရင်တမရော်စစ်ကြောင်းတွေကတီဘောမျိုးကိုသိမ်းပိုက်ထားပြီးဖြစ်တာကြောင့်တီဘောမျိုးနဲ့အနီးဆုံးနမ်မတူမျိုးကို တိမ့်ပိုက်နိုင်ကြောင်းခံမှန်းပြောဆိုတာမျိုးဖြစ်နိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီခံမှန်းချက်ကိုဥပက္ခပြုထားလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့နံပါတ်2မြို့နယ်တဲကမန်ဆန်ပန်လုံးစားတဲ့ရွာတွေမှာရှမ်းအလံတွေလွှင့်တူထားတာကိုတွေ့ရတာကြောင့်ဖြစ်ပါတယ်။တမရော်စစ်ကြောင်းတစ်ခုကတီဘောနဲ့နံပါတ်2ကျောင်းမှာရှိရဲ့မိုးဒီတံတားကိုမဖြတ်ဘဲတော်လန်းကနေနံပါတ်2ဘက်တက်သွားတယ်လို့လဲသတင်းတွေလည်းထပ်ပေါ်လျက်ဖြစ်နေပါတယ်။ဒါကြောင့်တီဘောမြို့ကိုတိမ့်ပိုက်ပြီးချိန်မှာ နောက်ထပ်သိမ်းပိုင်းမဲ့မြို့ကနမ်မတူမြို့ဖြစ်လာနိုင်ပါတယ်။တကုရှိယာကနမ်မတူမြို့ကနေနန်ဆန်မန်တုံဘက်ကိုဆက်ပြီးထိုးစစ်ဆင်လာနိုင်မလားဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။နန်ဆန်နဲ့မန်တုံဘက်ကိုတပိတ်ချင်းစင်ကူးနေက သိမ်းပိုက်လာတဲ့စင်အကောင်160ကို TNL ကပို့ထားတဲ့အပြင်မောကုတ်ကောက်ကွင်းကတည်ယူလာတဲ့ဘုံမြေတွေကိုလည်းစနေပိုင်းကုံကားကြီးတွေနဲ့တိုက်ပြီးနန်ဆန်မန်တုံဘက်ကိုပို့ထားတယ်လို့သိရပါတယ်။ ဒါအပြင်တအောင်အကျန်းဖက်လနဲ့ကင်အဖွဲ့ TNN လေးဟာနောက်ချိုကြောင့်မေတီပေါ်မိုးကုတ်မိုင်းကိုစားတဲ့မျိုးတွေက transfer o တွေကြေးကျိုးတွေအပါအဝင်လူစီကအမြောက်အများကိုပါနန်ဆန်မန်တုံဘက်ကိုပို့ထားတယ်လို့ဆိုကြပါတယ်။ဒါကြောင့်တမရော်စစ်ကြောင်းတွေဟာတီဝေါမျိုးကိုသိမ်းပိုက်ပြီးရဲ့နောက်မှာနမ်မတူမျိုးကိုဆက်ပြီးသိမ်းပိုက်လာနိုင်တယ်လို့နန်ဆန်နဲ့မန်တုံကိုပါဆက်လက်သိမ်းပိုက်လာနိုင်ွယ်ရှိနေပါတယ်။တချိန်တည်းမှာပဲကြောင်မဲမျိုးပေါ်မှာရှိတဲ့ ပလောင်လက်ပါစီတွေကိုလည်းကြောင်မဲအုပ်ချုပ်ရေးအဖွဲ့ကဖော်ထုတ်အရေးယူနေပြီးဖြစ်ကြောင်းသိရပါတယ်။တမရော့ကပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ကြောင်မဲမြို့ထဲမှာတော့ပလောင်တပုံတီယန်နန်လီနဲ့ပေါင်းပြီးတမရော့နဲ့ရဲတပ်ဖွဲ့ဝင်အမြောက်အများကိုဖမ်းဆီးကွန်မြေရာမှာပူပေါင်းပါဝင်သူတွေကို ဖော်ထုတ်အရေးယူနေပြီးလည်းဖြတ်ပါတယ်။အဲ့ဒီဖမ်းဆီးအရေးယူခံရသူတွေထဲမှာတအားပလောင်အကြမ်းဖက်တီယန်နန်လီနဲ့ပေါင်းပြီးကြောင်မဲပြည်သူတွေကိုဖမ်းဆီးပြန်ပေးဆွဲငွေညစ်တဲ့ တရက်ွက်အုပ်ကြီးအောင်မင်းလဲပါဝင်ခဲ့ပါတယ်။တအောင်အကြံဖက်လက်နက်ကိုင်အဖွဲ့ TNL ဟာအောင်မဲကိုကြောင်မဲမြို့တရက်ွက်အုပ်ကြီးအဖြစ်2024ခုနှစ်တည်းကခံထားခဲ့ရဖြစ်ပြီးအောင်မင်းက တရက်ွက်အုပ်ကြီးဖြစ်လာချိန်မှာကြောင်မဲပြည်သူတွေကို TNL နဲ့ပေါင်းပြီးနှိတ်ကုတ်ခဲ့လို့သိရပါတယ်။တချို့ကြောင်မဲပြည်သူတွေဆိုရင်မိမိနေအိမ်ထဲထိခြံအောင်လှန်ဖန်းစည်းခံရမျိုးအထိတွေးကြုံရင်ဆိုင်ခဲ့ရပြီးတော့ဖန်းစည်းခံရသူအများစုက အနည်းဆုံးကျပ်သိန်း300ကနေသိန်း3000ထိ TNN လေးကိုပေးခဲ့ရတယ်လို့သိရပါတယ်။ဒီအချိန်ဒီမှာကြောင်မဲပြည်သူတအုပ်ကိုဖမ်းဆီးလိုက်ုံနဲ့ကျပ်သိန်း20ကိုအရှင်ရသူကအောင်မြင်မဲ့ဖြစ်ပါတယ်။အောင်မင်းဟာဖမ်းဆီးခံရတဲ့ကြောင်မဲပြည်သူတွေစီကနေသူ့အတွက်အရှင်ဆုံးသိန်း20တောင်းတယ်လို့ TNN လေးကတတ်မှတ်တောင်းဆိုတဲ့ငွေကြေးကိုဖမ်းဆီးခံရတဲ့ကြောင်မဲပြည်သူတွေကမရှိရှိရာရောင်းချပြီးပေးကြရပါတယ်။ ီထဲမှာတချို့ကငွေပေးပြီးပြန်လဲလွတ်မြောက်လာကြသလိုအများစုကတော့ငွေပေးပြီးလွတ်မြောက်ခွင့်မရဘဲဆက်လက်ချုံနှောင်ခြင်းခံရတဲ့သူတွေရှိနေပါတယ်။တမရအရာရှိတွေနဲ့တရင်အဖွဲနဲ့သက်ဆိုင်တဲ့ရဲတပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးရမိချိန်မှာစိုးရွားတဲ့နှိပ်စက်ညှဉ်းပန်းနေလို့သိရပါတယ်။တချိန်တည်းမှာပဲတအောင်အကြံဖက်လက်နက်ကိုင်းအဖွဲ TNL နဲ့ပူးပေါင်းပြီးတော့ကြောင်မဲမြုပ်ကိုဖျက်ဆီးခဲ့ကြသူတွေရဲ့အမည်စင်းလဲထွက်ပေါ်လာပါတယ်။ဒါကြောင့်အဲ့ဒီစည်ရင်ထဲမှာပါဝင်တဲ့သူတွေရဲ့ နေအိမ်တွေကိုလည်းချိတ်ပိတ်သိမ်းဆဲပြီးအရေးယူတာမျိုးလုပ်ဖို့ကြောင်မဲမျိုးအုပ်ချုပ်ရေးအဖွဲ့ကပြင်ဆင်နေပြီးတော့ဒီအထဲမှာတည့်ရက်ွက်တစ်ခုတည်းမှာတင်60ရာခိုင်နှုန်းပါဝင်ကြောင်းသိရပါတယ်။တပြိုင်တည်းဆိုတလို့လက်နဲ့ကင်အောင်ကြွနေရဲ့မန္တလေးတိုင်းထဲကမန္တရာဆင်ကိုတပိတ်ချင်းနယ်ဘက်တွေကိုလည်းတမ်းမတော်ကချိန်မုံနေပါတယ်။မန္တရာမျိုးနယ်ဘက်မှာတော့လာပါခတက်တွေနဲ့တိုက်ခိုက်ရေးတရင်တွေပို့ပောင်းပြီးစစ်ကြောင်းထိုးရမှာ PDF အမြေကန်လက်နဲ့ကင်အဖွဲ့တွေ အထိနာခဲ့ပြီးတော့တမရစစ်ကြောင်းတွေကမတရားမျိုးနေရဲ့80ရာခိုင်နှုန်းကိုပြန်လည်သိမ်းပိုက်နိုင်ကြတွေ့ရပါတယ်။ဒဇက်သေးဆိုသလိုတမရစစ်ကြောင်းတွေဟာမတရားနယ်တဲကဆယ်တော်ကြီးရေတောင်တက်မှန်ကိုသိမ်းပိုက်ရရှိဖို့လက်တကဲအကွာကိုရောင်းနေရလို့သိရပါတယ်။ဆယ်တော်ကြီးရေလောင်တမန်ဟာမန္တလေးတိုင်းအတွက်အရေးပါတယ်လို့ဆယ်တော်ကြီးရေအားလျက်စစ်စိတ်ယုံရှိရာကြောင့်အရေးပါလို့သိရပါတယ်။ဆယ်တော်ကြီးရေအားလျက်စစ်စိတ်ယုံက ပသိမ်ကြီးမတရားဆင့်ကို တပိတ်ချင်းမိုးကုတ်စားတဲ့မျိုးတွေကိုလျှက်စစ်တအားဖြန့်ဖြူးရနေရဖြစ်တဲ့အတွက်အရေးပါတယ်လို့ဆိုနိုင်ပါတယ်။ဒီအချိန်ဒီမှာဆယ်တော်ကြီးဝန်ကျင်မှာတိုက်ပွဲတွေပြင်းထန်နေခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲတွေမှာတမရော်စစ်ကြောင်းတွေက PDF အဖွဲ့ဝင်ထံကနေအလောင်းလက်နဲ့ရရှိမှုကလည်းနေစဉ်မြင့်တက်နေရမကြမီရက်ပိုင်းမှာဆယ်တော်ကြီးကိုတမရော်ကသိမ်းပိုက်ရရှိဝယ်ရှိနေပါတယ်။အချိန်ထဲမှာတမရော်စစ်ကြောင်းတွေနဲ့ PDF အဖွဲ့တွေဟာစင်ကူတပိတ်ချင်းနယ်ဘက်တွေမှာလည်း တိုက်ဝဲတွေပြင်းထန်နေခဲ့ပြီးစင်ကူးနယ်ဘက်ကလက်ပံလှမလဲလက်တောင်နဲ့ကန်တောင်ဘက်တွေကိုတက်မတော်လေကလေတောင်ကောင်နေတိုက်ခိုက်ချိန်မုံနေရစင်ကူးနယ်တွေကနနေကင်အုံကြွနေသူတတော်များများဟာညကလေးရိုးဘက်ကိုတက်သွားကြရလို့သိရပါတယ်ညကလေးရိုးကမိုးကုံနဲ့မိုင်းလုံဘက်ကစီးဆင်းလာတဲ့နန်းပယ်ချောင်းဖြစ်ပါတယ်ဒီချိန်နေမှာစင်ကူးနယ်ဘက်ကလနေကင်တွေဟာဘာကြောင့်တပိတ်ချင်းနယ်ဘက်ပြေးတာလဲဆိုပြီးတော့မေးစရာရှိပါတယ် အမှန်တော့တပိတ်ချင်းနယ်တဲကဖော်တော်လန်းစုံကို ပြန်ပြီးတင်ပိုက်ဖို့မန္တလေး PDF ကကြိုးပမ်းရမှာလူအင်အားလိုအပ်ချက်တွေမြင့်တက်လျက်ရှိနေရ။စင်ကူးနယ်တဲက PDF နဲ့နဲ့ကိုင်းအဖွဲ့ဝင်တွေဟာဖော်တော်လန်းစုံအထက်ကပိုးဆိုင်ရွာပဲရောက်လာပါတော့တယ်။ဖော်တော်လန်းစုံကိုလည်းတမရော်ကတင်ပိုက်ထားပြီးဖြစ်တာကြောင့်ပိုးဆိုင်ရွာကိုဘယ်လိုသွားနိုင်မှာလဲဆိုပြီးမေးစရာရှိနိုင်ပြီးတော့ပိုးဆိုင်ရွာကနေကျွဲတောင်ဘက်ကိုသွားတဲ့လမ်းကြောင်းတစ်ခုရှိပါတယ်။ အဲ့ဒီလမ်းကြောင်းကိုမြမတက်ထုတ်လို့ရေးကဖောက်ထားတာနှစ်ပေါင်း၁၀ချီကြာမြင့်နေပြီခုဖော်တော်နဲ့ညောင်ပင်သာရွာကြားမှာတွေ့ရတဲ့တစ်ပုံကြီးဟာအဲ့ဒီတော်လန်းကနေကျဲတောင်ဘက်ကထဲလာတာတွေလည်းဖြစ်ပြီးတော့အဲ့ဒီလမ်းကြောင်းကမြစ်ကလေးရှိုးနန်းပယ်ချောင်းတိပေါက်ပါတယ်။ဒါကြောင့်အဲ့ဒီတော်လန်းကနေတဆင့်ပိုးစာရွာဘက်ကိုစင့်ကူးနေကနန်းနဲ့ကင်တွေရောက်လာတာလည်းဖြစ်ပါတယ်။ဒီနေရာမှာတပိတ်ကျင်းကနေဝေကုတ်ဘက်ထိုးလာတဲ့စစ်ကြောင်းက စစ်နံနှစ်ဖက်ကြားရောက်နေတဲ့သဘောပြောရင်ရပါတယ်။တပိတ်ချင်းကလည်းမိုးကုတ်ကိုတက်ရင်တတိယလမ်းမကြီးရဲ့လက်ဝဲဘက်မှာရွှေဦးတောင်ကျိုးဝိုင်းရှိပြီးအဲ့ဒီရွှေဦးတောင်ကျိုးဝိုင်းကတပိတ်ချင်းကိုမိုင်ရွာကနေမိုးကုတ်နယ်တဲကကင်းရွာအောက်ပိုင်းထိအေက9000ကျပြောင်းပါတယ်။အဲ့ဒီအချိန်ဒီမှာမိုးကုတ်ကဆင်းလာတဲ့တအောင်အကျန်းဘက် TNL တက်တွေကကင်းရွာအနီးကရွံတော်ရွာကနေတော်လန်အတိုင်းပိုးစာရွာဘက်ကိုရောက်လာကြသလိုစင်ကူတပိတ်ကျင်းထဲမှာရှိတဲ့ န္တလေး PDF တွေကလည်းမြေကလေးရှိုးကနေတော်လန်အတိုင်းပိုးစာရွာကိုရောက်လာကြတဲ့အတွက်ပိုးစာရွာအနီးဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်လာတာဖြစ်ပါတယ်။ဒဇက်ထဲဆိုသလိုတပိတ်ချင်းနေတဲမှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဒီချိန်နေမှာပဲအော်တိုဘာလ23ရက်နေ့မှာမန္တလေး PDF တပ်ဖွဲ့ဝင်တွေရဲ့စစ်တပ်ရေးဆက်မှာအကူအညီတောင်းတမ်းတွေပြန့်နှံ့နေခဲ့ပြီးရောတမ်ဘရဒရုန်းအဖွဲ့ကအပြင်းထန်ခြေမုံမှုကြောင့်မန္တလေး PDF တပ်ဖွဲ့ဝင်အများအများဒဏ်ရာရနေရကြောင်းလည်းဖြစ်ပါတယ်။ တမရစစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်မန္တလေး PDF တပ်ဖွဲ့ဝင်တွေကိုင်တဲ့လက်ကင်စကားပြောဆက်တွေမှာအကူအညီတောင်းခံတဲ့တွေစုညံခဲ့တယ်လို့သိရပါတယ်။တမရလေးရဲ့လေတရေကဝဲတီရွာအနီးက Golden Point ရွှေလောက်ွက်ထဲကိုလေတောင်းကနေခြေမုံကဖြစ်ပြီးစက်ယုံဘောမိန်တက်တဲ့ကိုခြတာဘာမှရစရာမရှိတော့ဘူးစုပ်ပြက်သွားတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒီချိန်မှာရန်သူ စုဖွဲ့ရာနေရာကိုအတိအကျခြေမုံပစ်ခတ်နိုင်ခဲ့တာဟာ အားရစရာကောင်းပြီးနောက်တစ်ခုကပြည်သူရဲ့ပူပေါင်းပါဝင်လာမှုဖြစ်ကစစ်ပွဲတစ်ခုမှာအရေးကြီးဆုံးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ပြည်သူကသတင်းပေးရမျိုးပူပေါင်းဆောင်ရွက်တာမျိုးရှိမှစစ်ပွဲကိုအောင်မြင်နိုင်မှာကြောင့်ဖြစ်ပြီးတော့အခုဆိုရင်ပြည်သူအများစုပူပေါင်းလာမှုကြောင့်တပိတ်ချင်းနယ်မှာလည်းတမတော်ရဲ့အောင်မြင်မှုတွေကိုမြင်နေကြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာ TNL ကဝါဒဖြန့်တဲ့သတင်းတပုတ်အွန်လိုင်းမှာပြန်လာပါတယ်။အဲ့ဒီသတင်းထဲမှာ TNL ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ တာကျုံချတာဖုံကျော်နဲ့တရနန်လေးပြောရင်းဆိုခွင့်ရှိသူ လွေးရည်ဦးအပါအဝင်မုံစိတ်ခေါ်ရှာကိုတို့တရုတ်ပြည်တဲ့ကိုထွက်ပြေးသွားတဲ့တရင်ဖြစ်ပါတယ်။ပြောရရင်ဒီတရင်ကအခြေမြင့်မရှိတာတွေ့ရပြီးဘာကြောင့်လဲဆိုတော့မြန်မာတရုတ်နယ်စပ်ကလက်နက်ကင်တွေကိုတရုတ်ကြီးကတရားစီရင်နေရကြောင်းပါဒီတဲမှာတတော်များများကိုသေတံအပြစ်ပေးခဲ့ပါတယ်။ဒီအချိန်ဒီမှာတရနန်လေးကထိတ်ပိုင်းခေါင်းဆောင်တွေတရုတ်ပြည်ဘက်ကိုထွက်ပြေးရဆိုတာဖြစ်နိုင်ဝေရမရှိပါဘူး။ အတေးကတော့ TNL နဲ့ပလောင်လူမျိုးတွေကိုကျိုးနွန်သည့်အထိဆုံးမအပြစ်ပေးရမယ်ဆိုပြီးတရုတ်ကြီးကကြုံဝါထားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ဒီအပြစ်သားတရက်ခန်း TNL ကောင်းဆောင်တွေတရုတ်ပြည်ထဲပြေးဝင်ကြမှာမဟုတ်ပါဘူး။တခုရှိရာကတမရော်ကလေကြောင်းတိုက်ခိုင်းမှုတွေပလောင်နယ်ဒဲတောက်လျှောက်ဖြစ်နေရာကြောင့်ဒီတိုက်ခိုင်းမှုတွေရောနေသွားစေဖို့အတွက်ဝါဒဖြန့်ကျင်တာဖြစ်ပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီဝါဒဖြန့်ုံတစ်ခုတည်းနဲ့တော့ပလောင်သိမ်းပိုက်ထားတဲ့မြို့တွေကို တမ်မတော်ရဲ့တိုက်ခိုက်မှုတွေကရောနေသွားလိမ့်မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ပလောင်ကောင်းဆောင်တွေစကားကြုံသွားလို့ပဲဖြစ်ပါတယ်။ပြောရရင်မြမစကယ်ပုံတစ်ခုမှာကျန်းကျွရင်နှုတ်လို့ရတယ်။စကားကျွရင်နှုတ်လို့မရဘူးဆိုတဲ့အဆိုမိတ်ရှိပါတယ်။အခု TNN လေးကိုမြမတမ်မတော်ချိန်မုံနေရကလည်းအဲ့ဒီစကားကြုံထားတာကြောင့်ဖြစ်ပါတယ်။တရားနာလေးလက်နက်ကင်အပွဲကငါတို့လည်းတက်ယူထားတာပဲ။မင်းတို့ပြန်လို့ချင်းရင်လည်းပြန်ပြီးတက်ယူလေးဆိုတဲ့စကားကမြမစစ်သူကြီးဘေးကိုရည်ရွယ်ချက်ရှိရှိ စော်ကားရဲ့စကားဖြစ်ပြီးအဲ့ဒီအတွက်တော့ TNN လေးကပေးဆိုင်ရပါလိမ့်အောင်မယ်ရှင်